ကယ်ဆယ်ရေးအဖွဲ့ဝင်အတိကဟောဘော်ဒီတဲရင်းနဲ့ပေါ့သူထိတဲ့အရေထွက်လာတဲ့ဟာနေပြီးတော့မှအနာတွေဖြစ်တာအဲ့အနာရနေမရင်းပြီးတော့မှဟိုရအောင်နေရပေါ့အနာကောက်ကောက်မကြက်တော့တာမျိုးတွေပြီးအကုန်လုံးကမြေကြီးပေါ်မှာအိတ်ကြတော့ဟိုမနက်ကအလုတ်အတီလှုပ်ထားတော့နေတွေကပူတယ်ညနေမိုးရွာချိုင်ကြမလို့အပူတွေရှက်ပြီးတော့အဲဖြားတာတွေနှာစည်းချောင်းဆုပ်တာတွေအဲ့လိုမျိုးဖြစ်လို့တော့ကုသပေးလိုက်ရတယ်ကို့အချင်းချင်းပေါ့ဟုတ် ဟာမန္တလေးမှာတော့တိတ်တော့မလုပ်လိုက်ရဘူးမန္တလေးမှာလှူဒန်းကြီးကိုပဲဦးစားပေးလိုက်တယ်။စကိုင်းမှာတော့ကုသကြီးကိုဦးစားပေးလုပ်ခဲ့ရတယ်ပေါ့။စကိုင်းမှာကဟိုဦးစားအသက်ကြီးတဲ့လူတွေကထိခိုက်ရှာနာလေးရှိတယ်။အဲတချို့ဆိုလို့ရှိရင် body တဲ့ရင်းနဲ့အဲ့ဒီကထွက်တဲ့အရေတွေကြောင့်မို့လို့အနာတွေဖြစ်ပြီးရင်းပြီးတော့မကြက်ပဲနဲ့ရောင်နေတာမျိုးတွေကိုလုပ်ပေးရတာလေးရှိတယ်။ ပြီးတက်ကြီးတွေကကျတော့ဆေးတွေပြက်လောက်သွားတာဆေးတွေပြက်လောက်သွားတော့ရင်ကျက်တဲ့လူတွေအတွက်ကအရင်ကျက်ပြောက်ဆေးတွေမရဘူးသွေးသွေးတဲ့လူတွေတွေ့ကြဆေးတွေမရတဲ့ဟာလေးတွေဟိုပေးခဲ့ရတယ်ဗောလေပြီးတခြားတော့ဟိုထိခိုက်ဒဏ်ရာဗောသူတို့ကြိုက်ပြီးဗာပြီးအုတ်ခဲချိုးပြီးဗာပြီးနဲ့အဲကိုယ်လက်တွေနာတာတွေယောင်တာတွေအဲ့ဒီဟာလေးကိုလည်းကုသပေးခဲ့ရတယ် သူတို့အဲ့ငလင်ဖြစ်တဲ့အချိန်မှာထိခိုက်ဒဏ်ရာရသွားတဲ့ဟာလေးတို့အနာစေးထဲရတာလေးတွေတချို့ဆိုလို့ရှိရင်၄ရက်၅ရက်ရှိနေပြီဒီအဟပ်ပတ်ကြီးတွေဖြစ်နေတာအဲ့ဒီဟာလေးတို့ပြန်ပြီးတော့ချုပ်ပေးရတဲ့ဟာလေးတော့ရှိတယ်ပေါ့ဟုတ်ရင်လန်းနေရဟိုကာဘင်းပေါက်တာမျိုးတွေပါကြီးတော့ကျုံရတယ်ဟိုသားတို့မှလည်းဟိုကာဘင်းဟိုအ мян လန်းမှာပဲဟိုကာဘင်းပွင့်လာပြီးပါကြီးရှိတယ်လန်းနေလန်းချင်နေကြောင်းပေါ့အဲ့လိုမျိုးတွေတော့ကျုံရတယ်အဲ့လိုပဲမောင်းတာပေါ့ဟိုလန်းဟောင်းနေတက်ကြတာလည်းများ အဲလိုမျိုးဟိုဟွာမှာတွေ့တယ်မန္တလေးဘက်မှာတွေ့တယ်ညလန်းမှာဒီလိုမျိုးဒီလိုမျိုးဟိုပြောမယ်ဆိုရင်ကျွန်တော်ဟိုထောင်းတက်သွားပြီးတော့အဲလိုမျိုးပုံစံမျိုးတွေဖြစ်တယ်ကျားရဲဆိုတာဟိုကနေအရန်ပူနေပြီးရနေပြီးတော့မှမိုးရွာချလိုက်တဲ့အကြောင်းမလို့ဟိုသူတို့ကဟိုပစ္စည်းဝေနေတဲ့ဟာကိုတန်းစီနေရင်းနဲ့ကြတော့ဘယ်သူမှအဆောင်အပြုတ်ကမပါလာဘူးပြီးတော့နေဘူးကျဲတဲ့ကြီးမှာအေးပစ္စည်းဝယ်မဲ့ဝေမဲ့ဟာတွေကို ဟိုတန်းစီရတာတမျိုးကိုအိမ်ကိုကိုပြန်ပြီးတော့တန့်ရှင်းလောက်ကတာတမျိုးနဲ့ဆိုတော့မနက်မိုးအနေပူတဲ့ညနေမိုးရွာပြီးတော့မှအဲ့လိုမျိုးဖြားတာတွေနှာစီးချောင်းဆိုးတာတွေတော့ရှိတယ်ပြီးတော့တချို့တလေကြလို့ရှိရင်လာဝေတဲ့ထမင်းတုပ်တွေမတန့်တာတွေတောက်တဲ့ရေမတန့်တာတွေကြောင့်မလို့ဝမ်းပြောက်ဝမ်းလျှော်ရည်လေးရှိတယ်အဓိက၃ရေရသူတို့အေယာဝတီမြစ်ကနေရတဲ့၃ရေတွေရလေ၃တယ်တချို့ကြတော့ဟိုအိမ်ပြိုလိုက်တော့ကြတော့ဖုန်တွေကတ်တော့ကြမလို့ရားနာတွေပောက်တာတွေလည်းရှိတယ်ဟုတ် ဟိုတိုက်ပြိုလို့ဟိုတိုက်အိမ်လေးပါလေးပြိုလို့ထိခိုက်တာဆေးရုံမှာအများဆုံးကတော့ခလေးခလေးပြီးွားလို့ရှိရင်တော့ဘိုးဘွားတွေအပြီးတော့မှဟိုအသက်ပိုင်းခြားလေးတွေပေါ့အဲအငယ်တက်လက်ပိုင်းလေးတွေတော့ရှိတယ်ဒါပေမဲ့ခလေးတွေကတော့ပိုဆိုးတာပေါ့ဘာဖြစ်လို့ဆိုတော့သူတို့ကဟိုဆော့ရမယ့်အချက်အဲ့ဒါကြီးကြောက်ပတ်တီးတွေကင်ထားတယ်အဲခလေးတွေပေါ့ခေါင်းကြီးတွေမှာပတ်တီးတွေနဲ့ချုပ်ထားတယ်ခလေးတယောက်ဆိုလို့ရှိရင်ဒီခေါင်းအိုးခေါင်းနေစပြီးဒီမျက်နှာအထိသူ့မျက်နှာကြီးချုပ်ထားလိုက်ရတာဆိုတော့ပြကြလို့ အဲ့ဒီဟာသူ့ရဲ့ခက်ဟိုမျက်နာပေါ်အဲ့အုပ်ပြီးကြလို့မို့ပေါ့အဲ့လိုမျိုးနောက်ကလေးတယောက်ကြတော့လေဟိုသူ့အိမ်မဟုတ်သူကသူလမ်းမပေါ်ထွက်ဆထွက်ဆော်နေတာအုတ်တိုင်းပြီးတာပြီးတော့ခြေထောက်ဒီနှစ်ချောင်းလုံးကြောက်ပတိပေါင်ရင်းကနေခြင်ထားတာပေါ့အဲ့ဒါလေးရှိတယ်အသက်ကြီးတဲ့အဖွားကြီးကြတော့သူကလှိုင်းလှိုင်းလိုမျိုးဖြစ်တဲ့ကြောင့်မို့ကောင်းကောင်းကြီးသူတို့ကမရှောင်သိမ်းနိုင်ဘူးအဲ့ဒါကြောင့်မလို့ဟိုကျိုးတာငကိုလေးကမှတက်ကြီးပြီဆိုတော့အရိုးတွေကပေါက်နေပြီလေအဲ့ကြောင့်မို့ကျိုးတာပြူတာရောရှိတယ်ဟုတ် တန်ဃာတော်တွေကြတော့ဟိုမန္တလေးမှာဆိုတော့မန္တလေးမှာဆိုကိုရင်လေးတွေဆုံးပါတာတွေရှိတယ်ပေါ့အဲ့ဒါလည်းအကုန်လုံးကတည်င်းမှာလည်းမြင်ပြီးသားဖြစ်မှာပေါ့တချို့ဆိုဟိုဥစားသခိုင်းမှာဆိုလို့ရှိရင်ဦးစင်ကြောင်းနိုင်ဦးစင်ကမန္တလေးမှာတည်င်းဟိုစွန့်တာဖုံးတာအဲ့သူ့ရဲ့ဟိုဟာတွေပေါ့ပင့်လို့ဆိုပြီးတော့အိမ်သက်ပင့်လို့ဆိုပြီးသွားပြီးတော့ဆုံးဖုံးတာဖုံးပြီးတော့သူ့ကြောင်းကိုရောက်ပြီးတော့တင်ငန်းသွားလွှားတဲ့အချိန်မှာပဲငလင်ပြီလို့အဲ့ဆရာတော်ကြီးပြန်တော်တော်မူသွားတာရှိတယ်ပေါ့ပြီးတော့အသက်60ကျော် နေပြီးအဲ့ဒီဖုံဖုံကြောင်ကလည်းဖုံဖုံလည်းထိခိုက်တယ်ရရသွားတယ်ပေါ့ခြေထောက်တွေဟုတ်တိုက်တွေဟိုဖုံကြောင်နေတိုက်တွေအဲ့လိုလိုပြုတ်ပြက်နေတဲ့နေရာတွေဟိုဆက်နေလို့မရနေလို့မရတော့တဲ့နေရာတွေမှာသားတို့ကဟိုတူရီနဲ့ထူရတာပေါ့အဲ့လိုနေရာမျိုးတွေမှာကူညီခဲ့တာဟုတ်တိုက်ဖြတ်ပြရတယ်ဟိုရှင်းပြရလင့်ပြရပေါ့အဲ့လိုမျိုးတွေမလီတန်တင်းလိုက်ပြီးသူတွေကြတော့အတင်းထားပါလို့အဲတက်နိုင်တဲ့အပိုင်းကနေအကုန်လုံးအင်တိုက်အတိုက်လေးကူညီနေပါတယ်လို့ ပြီးတော့စိတ်တက်လည်းမကြပါနဲ့လို့ဟိုအကုန်လုံးကတော့တက်ညီလက်ညီနဲ့အကုန်လုံးကကိုညီကြမှာပါလို့အဲလူကျင်တဲ့အလူရှင်နေကြလို့ရှင်လေရွှေလောင်းလေပရိုက်တာဖောင်ဒေးရှင်းရဲ့ page တော်၎င်းအသင်းဥက္ကဋ္ဌရဲ့ဟို Facebook account ဘာကြီးတော်တာနေပြီးတော့တဆင့်ဆက်သွယ်ပြီးတော့လှူဒန်းနိုင်ပါတယ်လို့ဟုတ်ငလင်တန်ခန်းနေရတဲ့ဟိုပြည်သူတွေတွေ့ကြတော့ဟိုအာနင်းထားပေါ့ဟိုဘယ်လိုပြောမလဲဟိုစိတ်ဓာတ်မကြနေပေါ့ဟိုဘေးမှာလည်းဟိုကူညီမဲ့သူတွေအများကြီးရှိတယ်ပေါ့ဟို ကျွန်တော်ဘက်ကလည်းတတ်နိုင်သလောက်ကူညီမယ်ပေါ့ဟိုကအလူအလူငွေတွေပိုင်းနဲ့ပတ်သက်ပြီးတော့လည်းဟိုလူချင်းလည်းဆိုလို့ရှိရင်ကျွန်တော်တို့ရုံးပဲဓာတ်ရဆက်တက်ပြီးတော့လူနိုင်ပါတယ်ပေါ့ဟိုအလူမျိုးပဲပြောချင်ပါဟုတ်